အမေရိကန်အစိုးရရဲ့သဘောထားအမြင်ကိုထင်ဟပ်ပေါ်လွင်စေတဲ့ VOA အဘော်ကိုအစဉ်ခံပါမယ်ခင်ဗျာဒီသတင်းကြေညာချက်ကတော့ကျွန်တော်တို့ငငယ်တုန်းကမနေ့တခါညနေတခါနေ့စဉ်ကြားနေရတဲ့ဒီ VOA မြန်မာပိုင်းအစီအစဉ်ရဲ့ဒီကြေညာချက်တစ်ခုပေါ့နော်ဆိုတော့ခုနောက်ပိုင်းမှာတော့ဒါမရှိတော့ပါဘူးဆိုတော့ဒါပေမဲ့အခုပြီးခဲ့တဲ့မတ်လ15ရက်နေ့မှာတော့ VOA မြန်မာပိုင်းအစီအစဉ်ထုတ်လွှင့်မှုတွေဟိုရက်ဆိုင်သွားခဲ့ရပြီဖြစ်ပါတယ်ဒါကလည်းဒီအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ ူ American First ဆိုတော့သူ American နိုင်ငံအတွက်ပဲဦးစားပေးမဲ့အစီအစဉ်တိုင်းပေါ့နော်ဒီအစိုးရပုံငွေတွေအလဟတ်တမဖြစ်အောင်နော်ဘျူရိုကရေစီရန်ညာအစိပ်ပိုင်းတွေကိုသူရှော့ချမယ်ဆိုပြီးတော့သူ့ရဲ့သမရလုတ်ပိုင်ခွင့်နဲ့လှုပ်ဆောင်ခဲ့တဲ့တစိ့တစ်ပိုင်းကြောင့်အခုလိုဖြစ်ခဲ့ရတာပေါ့အဲ့တော့ဒီကနေ့တင်ပြပေးချင်တာကတော့ဒီ VOA မြန်မာပိုင်းပိတ်သိမ်းသွားတော့မလားဆိုတာဖြစ်ပါတယ်ဒါမှမဟုတ်ပြန်လဲလက်ပတ်လာအောင်မလားပေါ့နော်ဒါဟိုနိုင်ငံတကာသတင်းတွေကို စုစည်းပြီးတော့ကျွန်တော်တုံသက်တင်ပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီ VOA မြန်မာပိုင်းကကျွန်တော်တို့ Voice of America ဆိုတဲ့ဒီပင်မအတန်လွတ်ဌာနရဲ့အောက်မှာရှိတာ哦။နော် language service အနေနဲ့ဆိုတော့အဲ့ဒီအောက်မှာ language service 40ကျော်ရှိတယ်။အဲ့ဒီတွေက VOA မြန်မာပိုင်းကတခုဖြစ်တာ哦။အဲ့တော့အခုကျွန်တော်အဓိကတုံသက်မှာတော့ဒီပင်မအတန်လွတ်ဌာန VOA အကြောင်းကိုနော်ပိတ်သိမ်းတော့မလားဆက်လက်ပံ့ပိုးအခြေအနေရှိလားဆိုတာကိုတုံသက်တဲ့အခါမှာသူ့အောက်မှာရှိတဲ့ language service တွေလည်းဒါ တခါတည်းတက်ရောက်မှုရှိနေမှာပေါ့နော်ဟုတ်ပြီအဲ့တော့ပထမဆုံးအနေနဲ့ VOA ကိုဘယ်တော့ကတီထောင်ခဲ့လဲဘယ်လိုတီထောင်ခဲ့လဲဘယ်လိုရည်ရွယ်ချက်တွေနဲ့တီထောင်ခဲ့လဲဆိုတော့ကျွန်တော်အရင်ဆုံးကြည့်အောင်ပါ VOA ကို1942ဒုတိယကမ္ဘာစစ်အတွင်းအမေရိကန်သမ္မတရူးစပယ်လက်ထက်မှာစပြီးတော့တီထောင်ခဲ့တာပေါ့နော်အဲ့တော့နောက်နှစ်ဖြစ်တဲ့1943မှာ VOA မြန်မာပိုင်းကိုစတင်ထုတ်လွှင့်ခဲ့တယ်ဆိုတော့အဓိကကတော့ဒုတိယကမ္ဘာစစ်အတွင်းဆိုတော့ဒီ ီအမေရိကန်မဟာမိတ်တွေရဲ့စန့်ကျင်ဘက်ပေါ့နော်တစ်ဖက်က fascist စနစ်ဒါတွေကိုတံပြန်ဝါဒဖြန့်မှုရယ်နောက်ပြီးတော့အမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒပြီးရင်ဒီမိုကရေစီတံမိုးတွေလွတ်လပ်မှုနဲ့ပတ်သက်တဲ့ဒီအမေရိကန်ရဲ့ရည်တည်ချက်တွေနော်ဒါတွေကိုကဘာကိုပြသဖို့အတွက်သူကဒီနိုင်ငံတကာပြည်သက်ကိုသူကပြစ်မှတ်ထားပြီးတော့ဒီအ탄လွှင့်ဌာနကိုစပြီးတည်ထောင်ခဲ့တာပေါ့နော်အဲ့တော့ VOA မြန်မာပိုင်းကျတော့1943နော်အဲ့ဒီအချိန်မှာမြန်မာနိုင်ငံကဂျပန်လက်အောက်မှာရောက်နေတဲ့အချိန် အဲ့တော့အမေရိကန်ကသူ့မဟာမိတ်တပ်ဖွဲ့တွေနဲ့ဒီဂျပန်ကိုစန့်ကျင်တဲ့ဝါဒဖြန့်ချိမှုအတွက်ပေါ့နော်ထုတ်လွှင့်ခဲ့တာဆိုရင်အခုဆိုရင်2025ဆိုတော့အဲ့တော့ VOA မြန်မာပိုင်းက82နှစ်တောင်ရှိခဲ့ပြီပေါ့နော်ဟုတ်ပြီအခု VOA အတန်းလက်ဌာနရဲ့လုပ်ငန်းတွေရပ်ဆိုင်းသွားစီတဲ့ဒီတမရထရိုင်အမိတ်ပေါ့နော်ဒါကိုကျွန်တော်အသေးစားကြည့်အောင်ပါအဲ့တော့တမရရဲ့အမိတ်က continuing the redemption of the federal bureaucracy ဆိုတော့သူ Federal ဆိုတာဒါ Federal အစိုးရပေါ့ Bureaucracy တော့အစိုးရလုပ်ငန်းတွေကိုခေါ်တာပေါ့သူတို့အစိုးရလုပ်ငန်းတွေမှာဒီဆက်ပြီးတော့သူကဟိုလုပ်ငန်းတွေရှော့ချတဲ့အစီအစဉ်ပေါ့နော်အစီအစဉ်အမိန်ပေါ့နော်ဟိုတခြားသူရှော့ချတဲ့လုပ်ငန်းတွေလည်းအများကြီးရှိတယ်အဲ့ဒါကိုဆက်ပြီးတော့အခုကရှော့ချတဲ့အစီအစဉ်ပေါ့အဲ့တော့အခု main က email ကြီးတဲ့တမရကမလိုအပ်ဘူးလို့ဆုံးဖြတ်ထားတဲ့ Federal Bureaucracy စိတ်ပိုင်းများကိုဆက်လက်ရှော့ချရန်ဖြစ်တယ်ကြီးတဲ့နော်အဲ့လိုပြောထားတယ် အဲ့တော့အခုအမိတ်မှာသူ short ချမဲ့ဟာကဌာနခုနှစ်ခုရှိတယ်။နော်အဲ့ဒီအထဲမှာ USAMG ပါလာတယ်။ USAMG က United State Agency for Global Media ဒီကမ္ဘာလုံးဆိုင်ရာဟို media လုပ်ငန်း agency ပေါ့။နော်အဲ့ဒီအောက်မှာခုန VOA ပါတာဟုတ်။နော် VOA ရဲ့နော် RFA ရဲ့ Radio Free Europe ကနော်အရှေ့လက်ပိုင်းအတန်လွတ်ဌာနနောက်ကျူဘာအတန်လွတ်ဌာနနော် Open ရန်ကုန်ဝင်ဆိုတဲ့အဖွဲ့တခုပေါ့။ နော်အဲ့ဒါတွေအားလုံးကရှိနေတော့အဲ့ဒါအားလုံးလျှော့ချမှာပေါ့အဲ့တော့ဆိုအခုတမရအမိန်ရဆိုရင်ကျွန်တော်နှစ်ပိုင်းရှိတယ်ဟိုတပိုင်းကတော့လျှော့ချမဲ့ဒီ agency ခုနှစ်ခုမှာဥပဒေနဲ့တတ်မှတ်ပေးထားတာမဟုတ်တဲ့အစိပ်ပိုင်းဒီလုပ်ငန်းတွေကိုသူကအများဆုံးဖယ်ရှားပလိုက်ရမယ်နော်နောက်တစ်ခုကကြတော့ဥပဒေပြဋ္ဌာန်းပြီးတော့လုပ်ပေးထားတဲ့လုပ်ငန်းတွေကြတော့အနေဆုံးအဆင့်ကိုလျှော့ချရမယ်ဆိုတော့အဲ့လိုပါတဲ့တွေ VOA မှာဘယ်လိုဖြစ်လဲဆိုတော့ အဲ့ဒီမလ13ရက်နေ့မှာတမရလက်မှတ်ထိုးတယ်။နောက်မလ14ရက်နေ့မှာအင်ဂျီရောကကြီးညာတယ်။ပြီးတော့မလ15 16ပေါ့စနေတနင်္ဂနွေရောက်တဲ့အခါကျမှ तू ကဗီဒီယိုမှာရှိတဲ့ဝန်ထမ်းတွေကို तू အီးမေးလ်တွေပို့လိုက်တယ်။နော်အီးမေးလ်တွေပို့ပြီးတော့အကုန်လုံးလာစာနဲ့ခွင့်ဆိုပြီး तू ကပေးလိုက်တယ်။အလုတ်လာကြမလို့ဘူး။ဆိုတော့ဒီဥစ္စာကနောက်ထပ်နောက်ထပ်ကြီးညာချက်မထွက်မချင်းဒီတိုင်းသွားရမယ်ဆိုပြီးတော့ तू ကပြောလိုက်တယ်။ဆိုတဲ့အခါကျတော့ ဒီအတောင်နဲ့လုပ်ငန်းဆိုတာတယောက်တည်းနဲ့ပြီးတာမဟုတ်ဘူးเนาะဟို team နဲ့လုပ်ရတာလေ team work ဆိုတော့အဲ့တော့ဝန်ထမ်းတွေကုမ္ပဏီဘက်အဲ့လိုမျိုးဖွင့်ပေးလိုက်တော့ဆိုတော့အတောင်လုပ်ငန်းတွေရက်သွားတာပေါ့အဲ့တော့အဲ့ဒါတကူမလ15နဲ့စာပြီးတော့ရက်တဲ့အနေထားပေါ့အဲ့တော့တမရထရန်သဘောထားကိုထက်ကြည့်အောင်ပါသူ့အနေနဲ့က view အတောင်လုပ်ဌာနကို तू အကုန်ဖြတ်သိမ်းကျင်တာလားပေါ့เนาะဒါမေးခွန်းထွက်လာတယ်သူဒါလည်းဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့တမရထရန်ကဒီ view ကဒီ leftist ပေါ့เนาะလက်ဝဲသမားတွေရှိပြီးတော့ Trump စန့်ကျင်ရေးသူစန့်ကျင်ရေးလုပ်နေတယ်။နောက်အမေရိကန်အခွန်တန်းဝင်ငွေတွေကိုဒါဖြုံးတီးတယ်ဆိုပြီးသူကဆွဆွဲထားတာရှိတယ်။နောက်တစ်ခုကသူပထမတက်တန်းတော့ကဒီ VOE အတန်းလွှဲဌာနကိုဒီဝါရဖြန့်ရန်နေရနေတယ်။သူအစိုးရအောက်မှာသူကဟိုထိန်းချုပ်မှုစ조사ခဲ့တယ်။အခုဒုတိယတက်တန်းကျတော့ဒါမလွယ်ဘူးဆိုတော့သူတည်သွားတယ်။တည်တဲ့အခါကျတော့ဒါကသူ့ရဲ့ရွေချက်ကပိတ်ဖို့ဆိုတာကိုဦးတည်နေလို့လည်းကျွန်တော်တို့တွက်ဆလို့ရတာပေါ့။ဟုတ်ပြီ။အဲ့တော့အရေးကြီးတဲ့အပိုင်းကူလာပြီ။ဆိုတော့ ဲ့တော့ VOO သမရကပိတ်သိမ်းခွင့်ရှိလားဆိုတော့အပိုင်းပေါ့နော်အဲ့တော့သူ့ရဲ့အမိန်တိုင်းမှာပါတာကိုကျွန်တော်ပြန်ကောက်မှာဆိုရင်ဥပဒေရမဟုတ်တဲ့လုပ်ငန်းတွေကိုဖယ်ရှားမယ်နော်ဒါပေမဲ့ဥပဒေပြဋ္ဌာန်းပြီးလက်ပတ်နေတဲ့လုပ်ငန်းတွေကြတော့အများဆုံးသူ short ချရမယ်လို့ပြောတာတယ်အဲ့တော့ VOO သင်းဌာနကိုပိတ်သိမ်းမှုရှိလားဆက်လက်လက်ပတ်အောင်မလားဆိုတာကိုကျွန်တော်ဆက်ပြီးတော့သုံးသပ်မယ်အဲ့တော့ USAMG Global Media Agency ပေါ့နော်သူ့အမှာ VOO ရှိတယ် USAMG ကို အမေရိကန်ကွန်ဂရက်ကဥပဒေရသူဖွဲ့စည်းထားတာနော်ပြီးတော့1994နဲ့2020မှာအဲ့ဥပဒေထက်တိုးပြီးတော့ဒီ VOA ရဲ့ Editor အဘော်လွတ်လပ်စွာထားရှိဖို့နော်ဟိုအစိုးရဝင်ရောက်ဆွတ်ဖက်လို့မရအောင်လည်းပြဋ္ဌာန်းထားတယ်။သူကဥပဒေနဲ့သူကဟိုတီထောင်ပေးထားတာဖြစ်တယ်သူကခိုင်နေပေါ့နော်။ဆိုတော့အမေရိကန်မှာဒါအာနာ3ရက်ကိုခွဲပြီးယူထားတာပေါ့နော်။အုပ်ချုပ်ရေးအာနာတရားစီရင်အာနာဥပဒေပြည်အာနာ ဆိုဒီ၃ရက်ကခွဲကင်တဲ့ခါကျတော့ဒီကွန်ကရစ်ကဥပဒေပြုပြီးထုတ်ထားတဲ့တီဆောင်ထားတဲ့ဒီတီထောင်ထားတဲ့ဒီ USAMG နဲ့ဒီ VUE သတင်းဌာနကိုတမနာထွန်းကဖြတ်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဖြတ်လို့မရဘူးပေါ့နော်ပြောရမှာဆိုရင်အဲ့တော့ USAMG ကဆက်ရှိနေမှာပေါ့နော်သူ့အောက်မှာရှိတဲ့ကုနာဟို VUE တို့ IFA တို့ဒါလည်းဆက်တော့ရှိနေမှာဆိုတော့ဒါကို तू ကဖြတ်ချင်တယ်ဆိုရင်တမနာထွန်းကနော် ကွန်ကရက်မှာခုနဥပဒေကိုသူပြင်ခိုင်းပြင်ခိုင်းမှရမယ်ဒါဆိုရင်သူ့ကိုမကြိုက်တဲ့ Republican တွေကအမတ်တချို့ရှိတယ်နောက် Democrat တွေရှိတယ်ဆိုတော့သူတို့ရဲ့စန့်ခြင်းမှုကိုသူကအကြီးကြီးခံရမယ်။ဒါဆိုရင်ဒါဥပဒေပြင်ဖို့ဆိုတာတိတ်မလွယ်ဘူး။ဆိုတော့နောက်တစ်ခုကတော့သူလုံနိုင်တာကွန်ဂရက်မှာကွန် USAMG အတွက်ကိုဒီဘတ်ဂျက်တွေဖြတ်ဖို့သူအဆိုပြုနိုင်တယ်။အဲဒါဆိုရင်တော့ကွန်ဥပဒေပြင်ထားတဲ့နည်းနည်းလေးပို့ပြီးတော့လုံနိုင်ရည်ရှိတယ်။ဒါမှမဟုတ်ဒါကလည်းအခက်အခဲရှိမှာပေါ့နော်။ ဲ့တော့သူခုလုံနေတာကသူ့ရဲ့တမရလုံပန်ခွင့်ရပါဘောနော်ဥပဒေရမဟုတ်တဲ့ဒီလုပ်ငန်းပိုင်းတွေကို तू ကလုံးဝဖယ်ရှားမယ်သူဥပဒေရပွဲစည်းထားတဲ့လုပ်ငန်းကြတော့အကုန်ရှော့ချလိုက်တယ်အများဆုံးရှော့ချလိုက်တဲ့အတွက်ကြောင်းဒီနေသားမှာ VUE ရဲ့တရင်လုပ်ငန်းလက်ပတ်မှုဟာကိုကဆက်ပြီးတော့ရပ်တန့်နေမယ်နေသားဖြစ်တယ်အဲ့တော့ပြန်ချုပ်ရမယ်ဆိုရင်တမရထရန်ဟာ तू VUE ကိုပိတ်သိမ်းခြင်းနဲ့ဆန္ဒရှိတယ်လို့ကျွန်တော်တို့ကောက်ချက်ဆွဲနိုင်တယ်ဒါပေမဲ့ဥပဒေနဲ့ပြဋ္ဌာန်းတည်ထောင်လာတာဖြစ်လို့သူ့အနေနဲ့ဖျက်လို့မရဘူး အဲ့ဒီအတွက်ဒီအတန်လွတ်လုပ်ငန်းတွေအသက်ရှူရက်သွားအောင်ပေါ့နော်တမရလုပ်ပန်ခွင့်နဲ့သူဥရိယမဟုတ်တဲ့လုပ်ငန်းတွေကိုဖယ်ရှားနေတာဖြစ်တဲ့အတွက်ဘတ်ဂျက်တွေဖြတ်နေတာဖြစ်တဲ့အတွက်ဝန်ထမ်းတွေဖယ်ရှားနေတာဖြစ်တဲ့အတွက်ဥရိယတည်ထောင်တဲ့လုပ်ငန်းတွေကိုလည်းအများဆုံးသူလျှော့လိုက်တဲ့အတွက်ဒီ VW သတင်းဌာနအနေနဲ့ကတော့ Ghost ပေါ့နော်တိတ်ဆိတ်ခြောက်ကန့်နေတဲ့သတင်းဌာနတစ်ခုအနေနဲ့လောလောဆယ်ဆက်ရှိနေမှာလို့ကျွန်တော်တုံ့တက်လို့ရပါဘူးနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်